အားနေချင်ရှာတွေးလို့မရအောင်တော့ကောင်းလို့နဲ့ဂျီဂျီကာဘရီယံဂျီဂျီကာဘရီယံမှာချစ်တာနိုင်တဲ့ကင်မီကနေထွက်ပေါ်လာတဲ့ထူးခြားတဲ့လူငယ်ကစားသမားတူဖြစ်ပြီးသူ့ရဲ့ထူးချွန်တဲ့ခြေစွမ်းတွေကြောင့်အသင်းရဲ့ထိတဲ့တာဝန်ရှိသူတွေကတော့အနီးကပ်စောင့်ကြည့်နေရသူဖြစ်ပါတယ်။သူက2019နှစ်အော်တိုဘာ6ရက်နေ့မှာမွေးဖွားခဲ့ပြီးလက်ရှိချိန်မှာအသက်15နှစ်သာရှိသေးပြီးမန်ချက်စတာတဲ့အသင်းရဲ့လူငယ်အသင်းမှာဘိုးတိုင်းစစ်မှုနေရာကနေကစားနေသူဖြစ်ပါတယ်။အရင်ကသူ့ကိုကင်မန့်စီလို့အစားပိုင်းကတင်စားခဲ့ကြပေမဲ့နောက်ပိုင်းမှာနေမနဲ့ခွေးစတီယာရယ်တို့အယောအနှောလို့လည်းနိုင်ရှင်ကြပါတယ်။ သူကဘောလုံးထိန်းသိမ်းနိုင်မှုအလွန်ကောင်းမွန်တဲ့ဘောလုံးပေးပွဲမှုနဲ့ပြင်းထန်နေမှာထူးချွန်သူပါဒါအပြင်ဘောလုံးကိုအချိန်တစ်ပတ်လုံးနဲ့ထိန်းသိမ်းနိုင်တဲ့ကစားသမားလေးဖြစ်ပါရင်လက်ရှိချိန်မှာတော့သူကသူ့တက်ရွယ်ချက်အဆင်းမြင့်တဲ့အသင်းတွေမှာကစားရလေးရှိပြီး USA ရှိပရီးမီးယားလိမှာပွဲဥထွက်ကစားခဲ့တယ်လို့ဂိုသွင်းနှုံးမြန်မာချင်းနဲ့ဂိုဖန်နီမှုများစွာကိုပြုလုပ်နိုင်ခဲ့ပါရင်အသက်၁၄နှစ်အရွယ်မှာတော့ United USA ရှိအတွက်55မိနစ်အတွင်း hat trick သွင်းယူခဲ့ပူပါရင်မေယောတင်းရဲ့ထိတ်တန်းအသင်းနီးပြာရိုမင်အမ်မော်ရင်ကတော့မှဂျီဂျီကာရီနဲ့တွေ့ဆုံခဲ့ပြီးရာသီနောက်ပိုင်းမှာပထမအသင်းနဲ့တူလေးချင်းကအစင်ဖို့ဖိတ်ခေါ်ထားရလို့သိရပါရင် ။ဒါအတူအတူ United ရဲ့တမိုင်းမှာအသံငယ်ဆုံးပွဲထွက်ကစားမဖြစ်လာဖို့အလားအလာကိုရှိစေခဲ့ပါတယ်။ဂျေဂျီကာရီဟာ Irish နိုင်ငံကိုလက်မှတ်ကိုပိုင်ဆိုင်ထားတာကြောင့်အသက်16နှစ်ပြည့်တာနဲ့ဥရောပတပတ်က EU အတွင်းကကလပ်အသင်းနဲ့စီကိုနောက်ပိုင်းအလုပ်လုပ်ခွင့်ဗီဇာပြဿနာမရှိဘဲလွယ်လွယ်ကူပြောင်းရွှေ့နိုင်ပါတယ်။ဥရောပကလပ်တွေကအသက်16နှစ်ပြည့်တာနဲ့ professional စာချုပ်မချုပ်ရသေးတဲ့လူထုချုံလူငယ်စားမတွေကိုခေါ်ယူဖို့အမြဲကြိုးစားနေတာပါ။ဒါကြောင့်ဥရောပကလပ်အသင်းကြီးတွေဖြစ်ကြတဲ့ Barcelona, Real Madrid တို့ကပါသူ့ကိုခေါ်ယူဖို့အပြိုင်ဆိုင်ကြိုးပမ်းနေတာကြောင့် United ကသူ့ကိုလက်ရှိမှာအထူးကူးဆိုင်စောင့်ရှောက်ထားပါတယ်။အင်္ဂလန်ဘောလုံးဥပဒေအရ United အနေနဲ့ဂျေဂျီကာရီရဲ့ကိုအသက်16နှစ်မပြည့်မချ င် professional စာချုပ်အပြည့်အစုံချုပ်ဆိုခွင့်မရှိသေးပါဘူး။ဒီလိုစာချုပ်ချုပ်ဆိုမှုလင်းဟာနေတဲ့ကာလမှာပြိုင်မဲ့ကလပ်တွေအတွက်အခွင့်အရေးကြီးဖြစ်လာပါတယ်။ဒါ့အပြင်သူဟာ Nike လိုမျိုးစီးပွားရေးကမ်ပဏီကြီးတွေရဲ့ sponsor ကိုတော့မှရရှိထားသူဖြစ်ပါတယ်။ United အသင်းဟာအခြေအခြေကို professional စာချုပ်မချုပ်ဆိုနိုင်တဲ့ပေမဲ့ Academy ပညာသင်စုစာချုပ်ကိုတက်တန်းတိုးဖို့ကြိုးပမ်းခဲ့ပြီးအဖို့တန်တဲ့အခြေအနေကိုရောက်ထားတာပါ။ဆိုတော့ United ဟာအခြေအခြေကာရီယာရဲ့အရေးအသွေးနဲ့အလားအလာကိုသိရှိထားပြီးအသင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်ဖို့စီးရုံးမှုတွေအင်အားတွေကိုအများကြီးသုံးနေရတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါကြောင့်အသက်၁၆နှစ်ပြည့်တဲ့နေ့မှာ United အတွက်အရေးကြီးတဲ့နေ့ရဖြစ်လာမှာသိကြပါရစေ။